န်ကင်းမြို့ရဲ့လူဦးရေ9သိန်းမှာ3သိန်းကျော်လောက်ကလူမဆန်သွားနဲ့အသက်ခံခဲ့ရတယ်။လူဦးရေ9သိန်းမှာ3သိန်းကျော်အသက်ခံခဲ့ရတာဆိုတော့ကျန်တဲ့လူတွေကဘာကြောင့်အသက်ရှင်ခဲ့တာလဲဆိုတဲ့အကြောင်းသိဖို့တော့လိုလာပါပြီ။အဲ့ဒီအချိန်တုန်းကနန်ကင်းမှာစီးပွားရေးလုပ်နေတဲ့ဥရောပနဲ့အမေရိကန်နိုင်ငံသားတချို့ကနန်ကင်း safety zone ကိုဖန်တီးပေးနိုင်ခဲ့လို့ပါပဲ။ဒီလိုမျိုးဖန်တီးပေးတယ်ဆိုတာလည်းရှင်းပါတယ်သူတို့တွေအားလုံးကဒီလိုလူမဆန်တဲ့အဖြစ်အပျက်ကြီးကိုလက်မခံနိုင်တဲ့သူတွေဖြစ်နေတာချောင်းပါပဲအဲ့ဒီလူတွေထဲမှာနန်ကင်းမှာရှိနေတဲ့အနောက်နိုင်ငံသားအယောက်၂၀လောက်ပါဝင်ခဲ့တယ် ဒါပေမဲ့ဒီလိုကူညီပေးခဲ့တဲ့သူတွေထဲမှာနိုင်ငံအကြောင်လေးလာနေတဲ့သူတိုင်းသိထားရမယ့်လူတယောက်တော့ရှိနေပါတယ်။အဲ့လူကတော့ဂျွန်ရိပ်ဆိုတဲ့နာမည်ကြီးဂျာမန်နိုင်ငံသားစီးပွားရေးသမားတယောက်ပါပဲ။ပြီးရင်အန်အောဘိုကောင်းတာတစ်ခုကဂျွန်ရိပ်ဟာနာဇီပါတီရဲ့ခေါင်းဆောင်တွေထဲကတယောက်လည်းဖြစ်ပါသေးတယ်။နာဇီဝါဒကိုထောက်ခံတဲ့သူတယောက်ကလူတွေအသက်မခံရအောင်ကာကွယ်ပေးခဲ့တယ်ဆိုတော့နည်းနည်းတော့မယုံနိုင်စရာတော့ဖြစ်နေပါတယ်။ဒါပေမဲ့သူ့အကြောင်းကိုလေးလာကြည့်ရော သူကဂျူးလူမျိုးတုံးတပ်ဖြတ်မှုကိုလည်းအာမပေးခဲ့သလိုနာဇီဝါဒကိုတန့်စင်တဲ့ဆိုရှယ်လစ်ပါတီတစ်ခုအဖြစ်လက်ခံထားတာကိုတွေ့ရရတယ်။ပြီးရင်တရုတ်ပြည်သူတွေကိုကာကွယ်ပေးနိုင်ဖို့အတွက်နန်ကင်းလူတပ်မှုကြီးဖြစ်ကြတဲ့ကအဲ့ဒီကနေထွက်မသွားပဲမြို့ထဲမှာပဲဆက်နေခဲ့တယ်။နေရဲခဲ့တာကလည်းမထူးဆန်းပါဘူး။ဘာလို့ဆိုသူ့လိုလူတယောက်ကနာဇီခေါင်းဆောင်ဆိုတဲ့အချိန်ဝါကိုတုံးပြီးဂျပန်စစ်တပ်တွေကြားထဲမှာဆရာကြီးအထာနဲ့နေလို့ရတယ်လေ။ပြောရရင်ဂျပန်တပ်သားတွေကသူ့လက်မောင်းကတစိုက်ကိုမြင်တာနဲ့ဂျာမန်ဆိုပြီးတော့ကိုတမ်းမြင်ကြတာပါပဲ။ ခုနကပြောခဲ့တဲ့နန်ကင်း safety zone ရဲ့ဥက္ကဋ္ဌကလည်းသူပဲအဲ့ဒီ zone ထဲမှာနိုင်ငံခြားတန်ယုံတွေနန်ကင်းတက္ကသိုလ်လိုနေရာတွေပါဝင်ပြီးဂျပန်စစ်သားတွေဝင်ခွင့်မရှိဘူးလို့တရားဝင်ကြေညာထားတယ်။အဲ့လိုကြေညာနိုင်မှုကလည်းဂျပန်နဲ့ဂျာမန်နှစ်နိုင်ငံဆက်ဆံရေးကိုတုံးပြီးဂျပန်တွင် safety zone ရဲ့စီးမင်းတွေကိုလိုက်နာဖို့အတွက်အတော်ညှိနှိုင်းခဲ့ရတယ်။ဒီဖြစ်ပျက်တွေကိုအမြဲတမ်းမြင်တွေ့နေရတဲ့ rape ကသူ့ရဲ့မှတ်တမ်းစာအုပ်တွေထဲမှာလူအစုလိုက်ပြုံလိုက်အသက်ခံရတာတွေမိရှုပျက်စီးတာတွေရဲ့အကြောင်းတွေကိုအသေးစိတ်မှတ်တမ်းထင်ထားတယ်။ပြီးတော့ဒီမဆုနဲ့ဗီဒီယိုမှတ်တမ်းတွေကြောင့် နန်ကင်းကဖြစ်ရဆိုကြီးအကြောင်းကိုတကဘာလုံးတတိထားမိခဲ့ပါတယ်တကယ်တော့ဒီလိုမျိုးတရုတ်ပြည်သူတွေကိုကောက်ွယ်ဖို့လှုပ်ခဲတဲ့နာဇီဆိုတဲ့ခေါင်းစဉ်ကသူ့ရဲ့နာဇီခေါင်းဆောင်ဆိုတဲ့ယာနုခိုတော်ဒီကိုင်နိုင်တယ်ဒါပေမဲ့သူကမမှုပဲလူသားတွေဘက်ကနေရက်တီခဲ့ပါတယ်တကယ်လို့အခုနားထောင်နေတဲ့သူတွေထဲမှာနန်ကင်းရဲ့အဖြစ်ပြက်တွေရက်ဆက်မှုတွေအကြောင်းကိုလေ့လာခြင်းနဲ့ပိုပြီးသိခြင်းနဲ့ဆိုရင် Trino App ထဲက The Race of Nankin ဆိုတဲ့စာအုပ်ထဲမှာအတန်နဲ့ရောစာနဲ့ပါလေ့လာနိုင်ပါတယ်